ကျွန်တော်ဝတ်စုံတွေလည်းဒီတကယ့်ကို international state ပေါ်မှာဖြာဖို့ကန်စတာမပါသေးဘူးနဲ့တူတယ်။ဟုတ်မှာအဓိကကတော့ဒီသဇင်ပန်းကိုအစင်ပေါ်မှာတကယ့် final စင်ပေါ်မှာရှောင်းမာလို့ကိုကအာခံယူပြီးတော့လုပ်ပေးထားတဲ့အတွက်ဟိုကြောက်တွေကလည်း quality ကောင်းတဲ့ကြောက်တွေအသုံးသုံးပေးထားတယ်ပေါ့လေဒီအပေါ်မှာအာတကယ့်ကိုကတ်တဲ့ကြောက်တွေဆိုလဲကျွန်တော်ဈေးကြီးတယ်ပေါ့ဈေးကြီးတယ်ပေါ့ဆိုဘလို့ပဲဆိုဆိုအရင်နေ့ကတော့3350ကတော့ကုန်တာပေါ့လေဝတ်စုံက riot သဇင်ပေါ့လေကိုမြ ကူမရန်ဆန်တော်ကဘရိုက်ရဲ့ဒဇင်ဒဇင်ကိုအဓိက main အနေနဲ့အော်မြန်မာဝစ်စုံမှန်းတိတောင်ကနုတ်ကလေးတွေပေါ့လေဆိုတော့အများကြီးလည်းမဟုတ်ပဲနဲ့အဲ့လိုနင်းနင်းနေစီပေါ့အဲချက်ကြီးကတော့ဟိုအမှန်တမ်းပြောရရင်အရန်စူးစမ်းတယ်အာထင်ထားတာထက်လေးပိုစူးစမ်းနိုင်တယ်အဲဟို သူစူးစမ်းတာကိုလေးမြင်ရတယ်ဆိုတော့ဘာပဲဖြစ်ဖြစ်အဲ तू 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 ကတော့အကောင်းဆုံးလုပ်နိုင်ခဲ့တယ်လို့တော့ကျွန်တော်ကတော့ဟိုလက်ခံပါတယ်ချီကီအတွက်ကတော့ဒီ final count ပေါ့လေဟို runway ပေါ်မှာမလျှောက်လိုက်ရတဲ့အဲ final count ပေါ့လေ final count ရရင်နောက်ပြီးတော့သူ ဟိုဟိုစိန်လေးတွေနဲ့သူလူတွေတော်တော်များများကြိုက်ကြတယ်ပေါ့လေ lucky diamond ကစိန်တွေနဲ့တကယ်ကို စိန်ဒီ favorite နဲ့ချုပ်ထားတဲ့အင်ဂျီကတော့ ဟိုသူ့အတွက် main နဲ့ထဲပေါ့လေ။ဂျန်တဲ့ဟာတွေကတော့ကျကကျွန်တော်ရဲ့ဒီအီရှာရဲ့ ready to wear collection ပေါ့2025 collection new collection တရားသူရွေးရှေရွေးသွားတဲ့ဝတ်စုံလေးတွေရေပေါ့ဒီဝတ်စုံလေးဆိုရင် JK အတွက်ပေါ့ပေါ့ပေါ့လေးဖြစ်မယ်သူရဲ့ကိုလို့ကျွန်တော်ဝတ်စုံတွေလည်းဒီတကယ့်ကို international state ပေါ်မှာဖြာဖို့ကန်စတာမပါသေးဘူး ਨੇ တူတယ်အဓိကကသူကအများကြီးရင်းနှီးပြီးတော့သွားပြိုင်တယ်ကျွန်တော်တို့ကလည်းစူးစမ်းပေးတယ်ဆိုတော့စူးစမ်းပေးတယ်ဆိုတော့ဒီဝတ်စုံကတကယ့်ကို ကျွန်တော်ကဒီ handmade တွေအများကြီးနဲ့လှူထားတယ်အဲနောက်ပြီးတော့ဝတ်စုံက riot ဒဇင်ပေါ့လေကိုမြကွန်မရန်ဆန်တို့က riot ဒဇင်ကိုအဓိက main အနေနဲ့တွားချင်တယ်ဆိုတော့ riot ဒဇင်ဆိုတော့ဒဇင်ပန်းလေးပုံစံမျိုးဒီလေးတွေရယ်နောက်ပြီးတော့ဟိုမြန်မာဝစ်စုံမှန်းတိတောင်ကနုတ်ကလေးတွေပေါ့လေဆိုတော့အများကြီးလေးမဟုတ်ပဲနဲ့အဲ့လိုနင်းနင်းနေစီပေါ့ဆိုတော့မြန်မာမှုလေးလေးနင်းနင်းပါအောင်ဆိုတဲ့ဟာမျိုးလေး ဖန်တီးဖြစ်တယ်အဲဒဇင်ခတ်တယ်ဆိုလဲတကယ်ကိုငွေထင်နဲ့ခတ်တယ်ဗောလေငွေထင်နဲ့ခတ်တော့ကုန်ကျစရိတ်တွေလည်းရှိတယ်အဲအဲဟိုဒါပေမဲ့ဟိုကိုရီးယားလေးကိုယ့်ရဲ့မိကအရန်ကြီးထွားပြီးအရက်ရှည်တဲ့အထဲမှာလည်းတိတ်မပါတော့အရန် over ဖြစ်တဲ့ dress မျိုးသူ့ကိုယ်လုံးကိုပျောက်သွားတဲ့ dress မျိုးတော့ကျွန်တော်တို့ကိုရီးယားမဖန်တီးကြဘူးကိုရီးယားကိုမန်ဆက်နဲ့ရိုးရိုးရှင်းရှင်းလေးနဲ့တတ်တတ်ရဲလေးနဲ့ပဲအဓိကဖန်တီးကြမယ်ဆိုပြီးတော့ပြောတော့အဲ့လိုမျိုးလေးအဓိကအဲ့လိုမျိုးလေးဖြစ်အောင်တော့ဖန်တီးရတာပေါ့လေ ဘတ်ချက်ကတော့သူများနိုင်ငံနဲ့စာရင်တော့ကျွန်တော်တို့ရဲ့ဟိုကူအဲ့လိုဘယ်လိုပံပိုးနိုင်အားတော့အရန်နေသေးတာပေါ့လေသူများနိုင်ငံမှာအာကျွန်တော်ဒီဝက်ဆောင်ကားဆိုအဒီငွေထေလေးတွေခတ်တာရှိတယ်အဲငွေထေဆိုတော့ငွေအစစ်နဲ့ခတ်ရတဲ့ဟာတွေတကယ်ကို reading တွေဆိုရတယ်ကြောက်တယ်မော်တွေလောင်ရတယ်ဆိုတော့ဟိုကုန်နာပိတ်လေး20 30ရတော့ဟိုဆိုတော့ ငွေကတော့ပြန်ဖြိုရတော့လေမပြောတက်ဖို့ပေါ့လေပြန်ရမယ်ဆိုတော့အဲ့ဒါရှိမယ်နောက်ပြီးတော့ဒီကဒီ symbol မှာဒီက final symbol မှာရှောင်းမှာလို့ကိုကအာခံယူပြီးတော့လုပ်ပေးထားတဲ့အတွက်ဟိုကြောက်တွေကလည်း quality ကောင်းတဲ့ကြောက်တွေအသုံးသုံးပေးထားတယ်ပေါ့လေဒီအပေါ်မှာအာဒီကကိုကတ်တဲ့ကြောက်တွေဆိုလဲကျွန်တော်ဟိုအသေးကြီးတယ်ပေါ့ ဇီကြီးတွေပေါ့ဆိုဘယ်လိုပဲဆိုဆိုအရင်နီးကတော့3350ကတော့ကုန်တာပေါ့လေဆိုတော့ဒါကလက်ခမပါဘယ်နဲ့ပစ္စည်းပို့ပေါ့လေဆိုတော့ဟိုလက်ခကတော့ဒီဇိုင်နာမိတ်အနေနဲ့ပြောရင်တော့ ဟိုပြောရှင်တယ်လို့ပြောလို့ရတာပေါ့လေဒါပေမဲ့အဲသူများနိုင်ငံကမေတွေကြီးလိုက်တော့လေအများကြီးကောင်းအများကြီးလေအခုဝန်ထမ်းရသွားတဲ့မေဆိုရင်အပေါ်ကယုံထားတဲ့ငှမွေးယုံကိုကကျွန်တော်ခံမှန်းမယ်ဆိုသိမ့်တရအထက်မှာပဲရှိမယ်ပစ္စည်းဖို့လေအဲ့လိုတော့လေဝစ်စုံကဗဒင်ရဲ့ချုပ်တယ်လို့တော့လေတတ်တတ်မမှားတော့မရှိဘူးဘာဖြစ်လို့လဲဆိုတော့ဟိုကွန်မရန်ဆိုင်တို့ကဒီ JK စုမရခင်တည်းကပေါ့လေရှာရင်နိုင်ငံချက်သွားပြန်ရင်တော့ချက်ဝစ်စုံတော့လိုချင်တယ်ဆိုပြောထားတော့ ကျွန်တော်တို့အေးစစ်စစ်လေးတို့စဉ်းစားထားတယ်ပြီးရင်ကျွန်တော်တို့အေးစစ်စစ်လေးပဲကြိုတင်ပြီးချုပ်တာပေါ့လေဒါပေမဲ့ final အချို့အဆုံးတက်ကတော့ဒီပဒိန်ကကြာတာရယ်အဲဟိုဗာလဲပဒိန်ကနည်းနည်းကြာသွားတာရယ်နောက်ပြီးတော့ final မှာသူတို့အလုတ်ချုပ်တယ်နောက်ပြီးကျွန်တော်ကတော့ fashion show နဲ့အလုတ်ချုပ်နေတာ ਨੇ ဆိုတော့ final အဲတို့ပြီးတာကတော့ နည်းနည်းကတ်သွားတယ်ပေါ့လေဆိုတော့အရင်ဟိုလိုရက်ဒီဝက်စုံတစုံလေးကိုပဲအားဆိုင်ပြီးလုပ်နေရတာမဟုတ်ဘူးတခြား fashion show တွေရော wedding တွေရောကိုကလုပ်နေရတော့ဒီဝက်စုံတစုံပေါ်မှာအချင်းတစ်ခုတည်းတတ်မှတ်ပြီးပြောလို့တော့မရဘူးအိုကိုနိုင်ငံကမိကတတလလနဲ့နေရာတိုင်းမှာအလိုထိထိရောက်ရောက်နေနိုင်တာကတော့ဂုံယူတာပေါ့လေဒါသူရဲ့စူးစမ်းအထောက်အမှုပဲဆိုတော့သူဟိုဒီ ဟိုမီဒီယာဘိုးတွေဘုံမှာလည်း attention ရတယ်နောက်ပြီးတော့တခြားနိုင်ငံကလည်း JK တွက်တယ်တော်တယ်ဆိုတဲ့ဟာလေးတွေအများကြီးတွေကြားရတယ်နောက်ပြီးတော့ဒီ entertainment ဘိုင်းမှာဆိုလေသူအများကြီးစူးစမ်းနိုင်တယ်ဗောလေဆိုတော့သူကိုမကြိုက်ဘူးဆိုတဲ့အရက်ရောင်တွေပြားနေမယ်တကယ်ပြလာမပြလာလေးကျွန်တော်တို့မသိဘူးကင်မရာရှူတောင်းကားဆိုတော့ခတ်တယ်ပေါ့လေဒါပေမဲ့ပြနေတယ်ဆိုရင်တော့ तू အပြုံးမပြပြနဲ့လုံးနိုင်တယ်ကင်နိုင်တယ်ဆိုတော့ तू တော်တော့ပေါ့